အားလုံးဝမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ Manchester United အသင်းကဒါ Andre Onana နဲ့ပတ်သက်လို့ဆုံးဖြတ်ချက်တော့သူတို့ချထားပြီးပြီဆိုတော့သူတို့ဘက်က Onana ကိုပြောင်းရွှေ့ချေဒါပေါင်တန်း20ရမယ်ဆိုရင်ဒါဘယ်ကလပ်အသင်းကိုမဆိုရောင်းချသွားမယ်လို့ဖော်ပြထားတဲ့အချိန်မှာ Onana နဲ့ပတ်သက်လို့နောက်ထပ်ပြဿနာကတန်း20ပေးမဲ့အသင်းကခက်ရှားရှားဖြစ်နေတယ်သူတို့ Inter Milan အသင်းကနေ ယူရိုတန်90ပေးရတယ်ပေါင်ဆိုရင်တန်40ပဝင်းကျင်လောက်ပေးရတဲ့အချိန်မှာအခုလက်ရှိမှာသူ့ကိုခေါ်နိုင်တဲ့အသင်းကဆော်ဒီအာရေဗျာကလွဲရင်ကျန်တဲ့အသင်းတွေကခေါ်ဖို့ခက်တယ်ဆိုတော့လက်ရှိမှာအန်ဒရီအိုနာနာအနာဂတ်ကမသေးချဘူးအိုနာနာကတော့အသင်းမှာဆက်နေခြင်းနဲ့မန်ချက်စတာယူနိုက်တက်ကလည်းဟိုတနေ့က Telegraph မှာဖော်ပြချက်ရရောဒါ British Media အချို့မှာဖော်ပြချက်ရနီးပြဝူပင်အမ်ရိုဟာလုံဆောင်စရာတွေအများကြီးရှိတဲ့အတွက်ကြောင့်ဆိုပြီးတော့သူတို့ကအိုနာနာနေရာမှာထပ်အခြား position ကိုအဓိကအားဖြစ်နေတယ်။ဒီအပိုင်းမှာ Man United ကဒါအခုလက်ရှိမှာ Matthias Cunha ကိုတော်တော်လေးကိုအသေးတန်လိုက်နေတယ်။ report တွေရဆိုရင်ဒီပြောင်းရွှေ့ကဒန်တီဖြစ်ဖို့တေချာတော့ရှိပြီး Cunha ကိုတိုင်း Coastport မှာဖော်ပြတဲ့ report ရဆိုရင်ဒါ Premier League club Arsenal တို့ Tottenham Hotspur တို့ Nottingham Forest တို့ Newcastle တို့ Chelsea အသင်းတွေကိုကြော်ပြီးတော့ Manchester United ကိုခေါင်းငိမ်ထားပြီးဖြစ်တယ်။အပြောင်းရွှေ့နဲ့ပတ်သက်လို့ United ကလှုပ်ရှားတစ်ခုပဲရှိတယ်။ တိုက်ရှင်းမှုရောင်းထုတ်လိုက်တိုက်ရှင်းမှုပဲဖြစ်ဖြစ်ဂျေဒန်ဆန်ချိုပဲဖြစ်ဖြစ်အန်ဒရီပဲဖြစ်ဖြစ်ရက်ရှ်ဖို့ပဲဖြစ်ဖြစ်ရောင်းထုတ်လိုက်ရောင်းထုတ်လိုက်လို့ရှိရင်အဲ့တိုက်ရှင်းတွေ space ရမယ်အဲ့နေရာကကုညာဝင်လာမယ်ဆိုတော့ပြောင်းရွှေ့ခြေကတော့ယူရိုပေါင်62တန်းဖြစ်မယ်ဒါကကုညာကိုမန်ချက်စတာယူနိုက်တက်ကရဖို့တေချာနေတဲ့အချက်ဖြစ်တယ်ဆိုတော့ကုညာအပြောင်းရွှေ့ကယူနိုက်တက်က ready ဖြစ်ပြီဆိုတော့သူတို့အဓိကတော့မှာကကစားမထုတ်ရမယ်ကိစ္စဖြစ်မယ်ပြည်တာနဲ့အိုနာနာကိုအစဉ်ပြေအိုနာနာပါတခါတည်းထုတ်မဲ့ကိစ္စလုပ်မယ်ဆိုတော့ မတီးယက်ကုညာအဝင်တစ်ချိန်တည်းမှာကျွန်တော်တို့ဒါအခုလက်ရှိမှာအိုစီမန်အပြောင်းရွှေ့ကကျွန်တော်တို့ထင်တာထက်ပိုပြီးတော့ကိုပိုပြီးစိတ်ဝင်စားစရာကောင်းတယ်အစောပိုင်းတော့ကျွန်တော်တို့ဗစ်တာအိုစီမန်အပြောင်းရွှေ့ကိုကျွန်တော်အဲ့လောက်မထင်ဘူးဒါပေမဲ့အခုဗစ်တာအိုစီမန်ဟာလိုရာထက်ပိုပြီးတော့စိတ်ဝင်စားစရာကောင်းလာပြီးတော့မန်ချက်စတာယူနိုက်တက်ကရော့စ်မတ်ဝိုင်လန်ကိုဘလောက်ထိဈေးလျှော့ထားလဲဆိုတန်း30ထိချထားတယ်ယူနိုက်တက်ကအစားတော့52တန်းရမှရောင်းမယ်ဒီပိုင်းနဲ့ပြောထားပေမဲ့အခု Rasmus Hojlund ကို Man United ကတန်း30လောက်ရမယ်သူတို့ဟိုဟိုဘက်က Matthias Cunha ကိုရမယ်လို့ယုံကြည်ထားတဲ့အတွက်ကြောင့် Hojlund ကိုလည်းထုတ်မယ် Garnacho လည်းထုတ်မယ် Sancho ရဲ့ Anthony ရဲ့ Rashford ရဲ့အကုန်ထုတ်မှာတိုက်ရှစ်အကုန်ပြောင်းမှာ Zaxi နဲ့ Ahmed Dia လို့လောက်ပဲထားခဲ့မှာအခုဒါဒီ Italy media ဖြစ်တဲ့ La Gazzetta dello Sport မှာဖော်ပြချက်ရ Man United ကဒါဒီ Rasmus Hojlund ကိုဒါပေါင်တန်း30ထိဈေးချပြီးတော့လက်ခံဖို့ရှိတယ်ဆိုတော့သူတို့အခု ရက်စမဟွိုင်လန်ကိုတန်း30အလဟန်ဒိုကာနာချိုကိုတန်း40ဒါမာကက်စ်ရက်ရှိုကတော့အစောပိုင်းတည်းကပေါင်တန်း40သတ်မှတ်ထားပြီးသားထက်တိုးမယ်ဆိုတဲ့သတင်းတွေကြောင့်သားနည်းနည်းလေးတွေးဝင်နေပြီမဲ့အတူကအစောကြီးတက်တက်ပြီးသားဂျေဒန်ဆန်ချိုတန်း30နဲ့အန်တရီကယူရိုတန်း50ဆိုတော့ပေါင်တန်း40ချိုပဝင်းချင်းအဲ့ဒါကမန်ယူနိုက်တက်ကလုံနေတယ်အခုလက်ရှိမှာဒါအခုမန်ချက်စတာယူနိုက်တက်အသင်းကဒါ ဒီ Victor Osimhen ကိုဒါ Rasmus Hojlund ပဲဖြစ်ဖြစ် Alejandro Garnacho ကို ရောင်းထုတ်နိုင်ရင် Osimhen ကိုပါတခါတည်းခေါ်မယ်တော့လူတော်တော်များများကမထင်ဘူးနော်ဒီ Matthias Cunha ကိုခေါ်လိုက်လို့ Osimhen လာမှာမဟုတ် Osimhen striker အတွက်ခေါ်တာ Cunha ကဒီ striker ရဲ့နောက်က၃ position အတွက်ခေါ်တာတော့ United က position တစ်ခုတော့အစောပိုင်းနဲ့ attacking ဘက်ကိုဖြည့်ဖို့လုပ်ထားတဲ့ကြောင့်အခု Manchester United က Victor Osimhen ကို ပေါင်၃၀ plus အပိုစုချင်းနဲ့ ဒါနာပိုလီသင်းချီကနေအသေးအံရအောင်လိုက်နေတယ် group a amaro ဟာသူတို့ဒါအခုလက်ရှိမှာ leon dilek တန်း30ကျော်ပဲရှိတယ်တန်း30ကျော်ပေးမဲ့သူသူ world class အဆင့်ရှိတဲ့ osiman ကိုပဲခေါ်မယ်လို့သူတို့ဆုံးဖြတ်ထားတယ် man united က alhando garnacho ပဲဖြစ်ဖြစ် white lamb ပဲဖြစ်ဖြစ် napoli ကိုအလိုက်ပေးပြီးတာနဲ့ osiman ကိုအရခေါ်ဖို့ဒါမှမဟုတ်ရှင်ပြောင်းရွှေ့ကြီးတည်သက်သူကနာပြောတဲ့ကစားမားတွေကိုသူရောင်းချလို့ရတဲ့ပြောင်းရွှေ့ကြီးဆိုတော့ Manchester United ကအသန်း40 plus အပိုးစုချင်းဝင်နေ ဗစ်တာအိုစီမန်ရဲ့အပြောင်းရွှေ့ကိုအသေးအတန်လိုက်နေတယ်ဒီအပြောင်းရွှေ့ကိုအဆုံးတတ်နိုင်ဖို့ကစားမဘက်က agreement ရတယ်ဆိုတဲ့တဲ့နေနဲ့တတ်တယ်ဆိုတော့အခုဒီ Matthias Cunha က62တန်းဆိုကစားမ2ယောက်အတွက်တန်းတရာကျော် United သုံးရဖို့ရှိတယ်ဆိုတော့အဲ့တန်းတရာကျော်ကို United ရှာရမယ် Sancho ရဲ့ Anthony ရဲ့ Rashford ရဲ့ Huaylan ရဲ့ Garnacho ရဲ့ အဲပြီးတော့မှဒါတခြားကစားမတွေထွက်ပေါ်ရှိတယ်ဆိုတော့ Manchester United ကတေးကြတယ်ကိုသမားအန်ဒရီအိုနာနာတော်မှသူတို့ကအဆင်ပြေလို့ရှိရင်ထုတ်လို့ရရင်ထုတ်မယ်တန်း20လောက်ရမယ်သူတို့သဘောကျတဲ့ကိုသမားတယောက်ရှိတယ်ပေါ်တိုရဲ့ဒီယိုဂိုကော့စတာဒါအရင်ကလည်း Man United သဘောကျတဲ့ကိုသမားဖြစ်တယ်ဒီကိုသမားတယောက်သူတို့ပြန်ကြည့်နေတယ်ဒါပေမဲ့အခုလောလောဆယ်မှာဒါ Man United ရဲ့ဘုတ်ဖွဲက transfer တွေကိုအသေးအံစလုပ်တယ် United က Europa League မှာ champion ဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေသူတို့လှုပ်ဆောင်ဆရာရှိတာအလုပ်တွေကိုစတင်လှုပ်ဆောင်နေပြီးတော့ကုကြာနဲ့ Osimhen ကို အပိသက်နိုင်ဖို့ကြိုးပမ်းပြီးတော့ဒါကစားမရောင်းချနိုင်တဲ့ကိစ္စမြန်ရင်မြန်တယ်လို့ဒီကစားမနှစ်ယောက်ပြောင်းရွှေ့ခက်မြန်မြန်အဆုံးသတ်မယ်ဆိုပြီးတော့ Telegraph ကဖော်ပြထားတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်